ကောင်ယာကိုခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက် United ကိုဘယ်သူတွေထက်ရောက်လာနိုင်မလဲ။ဘယ်နဲ့များလို့မမိလားများ Red Devil Information ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရင်။ Manchester United ဟာကောင်ယာရဲ့အပြောင်းအရွှေ့ကိုအဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါရင်။ United ဟာပြီးခဲ့တဲ့ရက်တွေကလေးက Brazil တောင်ပိုင်းတိုင်းဆင်ကစားသမားကောင်ယာကိုခေါ်ယူဖို့ကစားသမားနဲ့ပုံကိုရေးဆရာသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပါရင်။ဒါပေမဲ့လည်းဘူးနဲ့ကစားသမားရဲ့စာချုပ်ဖြတ်သိမ်းချက်ကိုဘယ်လိုပုံစံနဲ့ခွဲဝေပေးသွားမလဲဆိုပြီးညှိနှိုင်းရမှာတော့အဆင်ပြေမှုတချို့ရှိနေသေးတဲ့အတွက်ကြန့်ကြာနေရတာဖြစ်ပါရင် ဘူဘက်ကကစားသမားရဲ့စာချုပ်ပါအချက်အလက်အတိုင်းနှစ်နှစ်အတွင်း၃ချိန်ခွဲပေးစီခြင်းပေမဲ့ United ဘက်ကတော့၅ချိန်ခွဲပေးခြင်းတွေဒါဖြစ်ပါရင်ဒီနေ့မနက်မှာတော့ဒီကိစ္စတွေအားလုံးအဆင်ပြေပြေပြီးမြောက်ခဲ့ပြီးမချားခင်ရပ်ပိုင်းအတွင်းမှာကွန်ညာဟာ Manchester United အသင်းရဲ့ကစားသမားအသစ်ဖြစ်လာတော့မှာဖြစ်ပါရင်ကွန်ရနီနဲ့ United တင်းနဲ့အတူ၅နှစ်တတန်းရှိတဲ့စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး Old Trafford မှာကျွမ်းနမ10ချာစီကိုဝင့်စင်ကတပတ်လောက်ခလာစွာပေါင်2သိန်းဝန်းကျင်ရရှိသွားမှာလည်းဖြစ်ပါရင် United အနေနဲ့ကွန်ရကိုခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက်အခြားကစားသမားတွေအတွက်ကိုစတင် ကန့်လန့်မှုတွေပြုလုပ်သွားတော့မှာလည်းဖြစ်ပါရင်ယူနိုက်တက်အနေနဲ့ပထမဆုံးဆွေးနွေးသွားမယ့်ကစားသမားကတော့အင်းဆွေအသင်းရဲ့အင်္ဂလန်တိုက်ဆက်မှုလီယန်ဒီလက်ဖြစ်ပါရင်လီယန်ဒီလက်ကိုချဲစီသင်းကလည်းစိတ်ဝင်စားနေပြီးယူနိုက်တက်ဟာချဲစီနဲ့အပြိုင်ခေါ်ယူသွားရမှာဖြစ်ပါရင်လီယန်ဒီလက်ရဲ့စာချုပ်ဖြတ်သိမ်းချက်ကတော့ပေါင်တန်း30ဝန်းကျင်ရှိနေပြီးဒီမာနာဟာယူနိုက်တက်အတွက်ပြဿနာတစ်ခုမဟုတ်ပေမဲ့ကစားသမားဟာချန်ပီယံလိဂ်ကစားချင်နေတာကြောင့်ဒီအချက်အားယူနိုက်တက်အတွက်အပြောင်းအရွှေ့မှာအဟံကြားဖြစ်နေပါရင် ယူနိုက်တက်အာလီယန်ဒီလက်အပြင်ဘရန်ဖို့အသင်းရဲ့တိုက်စစ်မှုအံပြမှုကိုလည်းစိတ်ဝင်စားနေပါတယ်ကင်မရွန်သားပြည့်ရရာသီတုံးကဘရန်ဖို့အတွက်ပရီးမီးယားလိမ်းမှာတွင်းကိုဂိုး20နဲ့ဂိုးဖန်နေမှု9ချိန်ပြီးလုပ်ပေးထားနိုင်ခဲ့သူဖြစ်ပါတယ်ဘရန်ဖို့ဘက်ကတော့အံပြမှုကိုရောင်းထုတ်သွားဖို့အတွက်အစဉ်သင်းရှိနေပြီးကစားသမားရဲ့ပြောင်းရွှေ့ခြေကိုတော့ပေါင်တန်း90ဝန်းကျင်သတ်မှတ်ထားပါတယ်နေ့ပြအရောင်းကသူ့ရဲ့၃လနေတဲ့ကစားကွက်ပေါ်မှာကွင်းလယ်နံပါတ်30ရဲ့နေရာမှာကိုညာနဲ့အံပြမှုတို့ကိုထားပြီးတော့ကစားသွားစေချင်နေတာဖြစ်ပါတယ် United ရဲ့ radar ထဲမှာရှိနေတဲ့နောက်ထပ်ကစားသမားတယောက်ကတော့ဘုံမအောင်တင်းရဲ့တိုက်စင်မှုစီမံညိုဖြစ်ပါရင် United ရဲ့အနေနဲ့ဒီလက်ကိုစူးစမ်းရမှာအောင်မြင်မှုမရှိခဲ့ဘူးဆိုရင်စီမံညိုကိုအစားထိုးစူးစမ်းသွားမှာလည်းဖြစ်ပါရင်စီမံညိုဟာ2023ခုနှစ်မှာဘုံမအောင်တင်းကိုရောက်ရှိလာခဲ့ပြီး Premier League 82ပွဲကစားပေးထားမှာတွင်းကို20တိတွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါရင် ဘုံမဘက်ကတော့စီမံကြိုးရဲ့ပြောင်းရွှေ့ခြေကိုပေါင်တန်း40ဝန်းကျင်သတ်မှတ်ထားရလဲဖြစ်ပါရင်ယူနိုက်တက်အာဒီကစားသမားတွေအပြင်ခရစ်စတယ်ဘဲလေးအတင်းတောင်ပန်ကစားသမား EC ကိုလည်းစိတ်ဝင်စားနေပါရင်ဒါပေမဲ့ EC ကိုခေါ်ယူရမှာတော့ United အတွက်အခက်အခဲတစ်ခုကဥရောပဝင်ခွင့်မရရှိထားတာပဲဖြစ်ပါရင်ခရစ်စတယ်ဘဲလေးအားပြီးခဲ့တဲ့ရာသီတုန်းကမန်စီးတီးကိုနိုင်ယူပြီးအဖေဖလာကိုကံပြောင်ထားနိုင်ခဲ့တာကြောင့်လာမယ့်ရာသီမှာယူပါလေးဝင်ခွင့်ရရှိသွားမှာဖြစ်ပါရင်ဒါကြောင့် EC အနေနဲ့ယူပါလေးကစားခွင့်ရတဲ့အနေထားကနေဘာဥရောပပွဲမှာမကစားရတဲ့ United ကိုလာဖို့ဆိုတာကတော့မဖြစ်နိုင်လောက်ဘူးလို့ပဲသုံးသပ်ရမှာဖြစ်ပါရင် ယူနိုက်တက်တို့ခေါ်ယူဖို့ရှိနေတဲ့ကစားသမားတွေရဲ့စင်းကိုကြည့်လိုက်မယ်ဆိုရင်ပရီးမီးယားလိမ့်မှာကစားနေတဲ့ကစားသမားတွေဖြစ်တယ်လို့အသက်အရွယ်အားလည်းကစားမဘွားအကောင်းဆုံးအချိန်မှာရှိနေတာကိုတွေ့ရပါတယ်။ကွန်ညာဆိုရင်လည်းအသက်26ဝန်းနေမှာရှိနေပြီးတော့အသက်ခေါ်ယူဖို့တရင်ထွက်နေတဲ့ Brentford တိုက်စစ်မှု AMBU မှုနဲ့ဘုံမော်တိုက်စစ်မှု SNCO တို့နှစ်ဦးစလုံးဟာလည်းအသက်25နှစ်ဝန်းကျင်မှာရှိနေတာဖြစ်ပါတယ်။ ဒါကလာမယ့်ရာသီမှာအသစ်ပြန်လည်တည်ဆောက်မယ့် MUA ကစားအကွက်အသင်းတော်ဆုံးကစားသမားတွေဖြစ်တယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ United ကိုဘယ်ကစားသမားတွေထပ်မံရောက်ရှိလာနိုင်မလဲ။ပရိသတ်ကြီးကကိုဘက်မှာမှတ်ချက်ပေးသွားလို့ရပါတယ်။ဟုတ်ကဲ့ပါများ view လေးကတော့ပါပဲ။နောက်နေ့မှလည်းအခါစားနဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။